ဒါဝင်ကြတဲ့မေရှင်တိုင်းကိုအောင်မြင်နဲ့ကြော်ဖြတ်နိုင်တဲ့အာရီယာတို့အတွက်အရှိမင်းကနေအန်နာကတဆင့်ဖိတ်ကြားခြင်းခံလိုက်ရပါတယ်။ဒေါ်မျိုးနယ်စုကနေဖိတ်ကြားခံရမလို့အာရီယာတို့ကမယုံနိုင်အောင်ဖြစ်နေကြပါတယ်။အန်နာဒေါ်မီသားစုနဲ့အဆက်ဆံရှိမှုတဲ့ vacancy ကိုအကူအညီတောင်းပြီးတော့ကူပြောဖို့တောင်းဆိုလိုက်ပါတယ်။အများနဲ့တက်ကြွနေ vacancy ကအခုချိန်မှတခုစဉ်းစားနေလိုမျိုးမတက်မကြွဖြစ်နေခဲ့ပါတယ်။ဒါအောင်အာရီယာတို့ကသတိထားမိရဲ့ခါကြတော့မှမျက်နှာထားပြောင်းလဲသွားခဲ့မဲ့သူ့စိတ်ထဲမှာတော့အမိမဖော်နိုင်တဲ့ခံစားချက်တခုကတော့ရှိနေပါတယ်။အားလုံးကဖိတ်ခေါ်ချက်တိုင်းတော်ဝင်မျိုးတော်စီကိုရောက်လာကြပါတယ်။ တော်မျိုးတော်လို့ခေါ်တဲ့အတိုင်းပဲပြည်သူပြည်သားတွေအကုန်လုံးကကျန်းသာကြွယ်ဝပြီးတော့စားစရာတွေလည်းပေါများမလို့ခဏတစ်ဖြုတ်လာတဲ့လူတွေတောင်တိုင်းပြည်ကြီးကအေးချမ်းသာပြီးတော့ကျန်းသာကြွယ်ဝမယ်ဆိုတာအတက်သိကြပါရယ်အာရီယာတို့ကတော်ဝင်နန်းတော်တွေရောက်တဲ့အခါမှာအရှိမင်းကိုယ်တိုင်အားလုံးကိုကြိုဆိုခဲ့ပါရယ်အချင်းဗက်ကန်အားလုံးထပ်ပို့ပြီးတော့အရှိမင်းနဲ့အိမ်ရှိမင်းသားကိုရေးနီနီနှုတ်ဆက်လိုက်တာမလို့ဘေးကလူတွေကအံ့ဩသွားခဲ့ပါရယ်အဲဒါပြင်အိမ်ရှိမင်းသားကပါအာဒီဗက်စမင်းတယောက်ဖြစ်ဗက်ကန်ကိုတိမတ်ပြူပြီးတော့ပြန်နှုတ်ဆက်လိုက်ပါရယ်အာဒီဗက်စမင်းဖြစ်ချင်တယ်လို့ပြောခဲ့မှုတဲ့ဗက်ကန်ကတကယ်လဲ အာရီဗက်စမင်တယောက်ဖြစ်နေကြအောင်အာရီယာတို့ကထိတ်လန့်သွားပါလိမ့်ဗေဂန်ဒီအကြောင်းတွေမပြောပြမိလို့တောင်းပန်နေတဲ့အချိန်ဘီအေးနဲ့အင်ရှင်မင်းသားဒီလိုအရေးကြီးတဲ့အကြောင်းတွေမပြောရသေးဘူးလားလို့ထပ်ပြီးတော့မေးလိုက်ပါလိမ့်အရင်ချိန်စစ်ပွဲတော်ကတုံဝင်တိုက်ခိုက်အဖွဲ့အရေးနှိမ့်နေတဲ့အချိန်မှာမော်ရှာကြီးဖွဲ့ကသူတို့ကိုကာကွယ်ပေးခဲ့ယူပါလိမ့်အဲ့ဖွဲ့တွေမှာတူကိုင်းထားတဲ့ကြားနှရွက်နဲ့လူသားတို့ပါဝင်ခဲ့ပြီးတော့သူကတော့ဗေဂန်ပဲဖြစ်ပါလိမ့်အားကြောင့်တော်ဝင်မိသားစုကဗေဂန်အတွက်အသေးစားပပဲပိုလေးတစ်ခုလောက်ခွင့်ပေးထားပါလိမ့်အာရီယာကတော်ဝင်မိသားစုရဲ့အရေးကြီးပုံကိုတယောက်ကသူတို့ဖွဲ့တဲ့ပါနေရာကိုခုမှသိတဲ့အတွက်ရန်အောင်အံ့ဩသွားခဲ့ရပါလိမ့် အဂျမာခရံကိုတယ်လီပေါ့နဲ့တူမိန်ကလေးတောင်ရောက်လာခဲ့ပါတယ်။သူကတော့လူသားမျိုးနွယ်ကိုကူညီခဲ့တဲ့နတ်ဆိုးရှင်မဘယ်စီပါ။အိမ်ရှင်မသားဂျူလီယန်ကလူတွေထိတ်လန့်အောင်အဲ့လိုမျိုးမလုပ်ဖို့တားနေတဲ့ဂျားတွေကဖောက်ပြတာမလို့ဘယ်စီကိုစူနေခဲ့ပါတယ်။အခုအာရီယာတို့ကိုခေါ်တဲ့အကြောင်းရင်းကတော့မိစာလေးယောက်ကအခုချိန်မှာပြန်လည်ထားကြွလာပြီးခုနှစ်ယောက်မြောက်နတ်ဆိုးရှင်ကိုလှုပ်ပေးဖို့ကြိုးစားနေကြပါတယ်။အိုက်ကမာတဆင်လူသားမျိုးနွယ်ကိုအပြတ်ရှင်းဖို့အတွက်နတ်ဆိုးမိစာယူမစင်ခေါ်နိုင်ခင်မှာဘယ်စီနဲ့ဂျူလီယန်နဲ့အတူတူပါဝင်တိုက်ပွဲဝင်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့ဘေးမှာရှိတဲ့တာမာပြင် တခြားသူတွေကလည်းတက်ကြွတာပါဝင်ဖို့အတွက်အားပေးလိုက်ကြပါတယ်။အားလုံးရဲ့သဘောတူညီမှုရတဲ့ဂျူလီယန်ကဗေဂန်အတွက်တောင်းဝင်ပပေးဖို့တခုစီကိုလိုက်ပို့ပေးပါတယ်။ဗေဂန်တောင်းဝင်ယူပြီးတော့အထူးလက်နက်တွေကိုဖန်တီးပေးရမှာပါ။အဲ့အတွက်ပတ်စံပါဝင်တခြားလိုအပ်သမျှပစ္စည်းတွေကိုအကန့်အသတ်ရှိလုံပိုင်ခွင့်ပေးထားလိုက်ပါတယ်။စတဲလာဂျူလီယန်ကိုယ်တိုင်တန်အနေနဲ့စကေးတောင်းလေးကျင်ပေးမယ်ပြင်နတ်သမီးလေးတွေကိုလည်းနာဆိုးရှေမားကလေးကျင်ပေးမှာပါ။အာရီယာအတွက်ကတော့အထူးစပယ်ရှယ်နေနဲ့လေးကျင်ပေးမယ်။သူတယောက်ကိုမိတ်ဆက်ပေးဖို့အတွက်မော်ဆရာကြီးရဲ့အိမ်တော်ခေါ်သွားခဲ့ပါတယ်။ တကယ်တော့အာရီယာကိုလေးချိန်ပေးမဲ့သူကအာရီယာကိုတိုင်းလေးစားအားကြားခဲ့ရတဲ့ဒနာယီလာစွန်စားသူအဲလီစာပဲဖြစ်ပါတယ်။အာရီယာကအိုင်းနီကပေါ်ရင်တကိုမမေ့နိုင်သေးသလိုအဲလီစာကိုတိုင်းလည်းအာရီယာကိုတက်ကြွမှုပြည့်နေမျက်ဝန်းစုံကိုခုထိမမေ့နိုင်သေးပါဘူး။ဂျူလီယန်ကသူ့ရဲ့အစီအစဉ်ကိုပြောပြပြီးတော့တကယ်လို့သာအဲလီစာသာကူညီပေးရင်သူတို့အတွက်အရန်ကိုထောက်ပံ့ရစီမှာပါလို့အကူအညီတောင်းခဲ့ပါတယ်။အဲဒါကြောင့်အဲလီစာကအာရီယာကိုတပည့်ဖြစ်တဲ့လက်ခံမှုအရင်ဆုံးဆက်ဆဲဝင်ပါတယ်။ဒနာယီလာဓာတ်သူရဲ့ကောင်အဲလီစာကတစ်သားချောင်းကိုတုံးပြီးတော့အာရီယာနဲ့တိုက်ခိုက်မှာပါ။ တကယ်လို့အာရီယာသားနိုင်ငံတော်တပည့်ဖြစ်တဲ့အတိမတ်ပြုမှာဖြစ်ပါတယ်။အာရီယာပြင်ဘေးနားလူတွေကပါပြိုင်ပွဲအတွက်ရင်ခုန်နေကြပါတယ်။အာရီယာလည်းမနိုင်ပါအောင်ဆိုရင်နေပေမဲ့သူရဲ့ရှိမအင်အားကိုစုပြီးတော့အလီဆာကိုသွားပြီးတိုက်ခိုက်ပါတယ်။အားလုံးကလည်းအာရီယာလွဲချော်သွားမှုကိုမြင်လိုက်ကြပေမဲ့ဂူဒီအလီဆာကိုအာရီယာလိုတိုက်ခိုက်မဲ့သူမရှိသေးတာကြောင့်သဘောကျသွားတဲ့အလီဆာကတပည့်ဖြစ်တဲ့ချက်ချင်းပဲလက်ခံလိုက်ပါတယ်။ဂျူလီယန်ကလည်းစတေလာကိုတေချာလေးချင်းပေးနေပြီးဘဲစီကလည်းနတ်သမီးလေးတွေကိုအစွမ်းကုန်တင်ကြားပေးနေခဲ့ပါတယ်။အာရီယာတို့လေးချင်းတွေတော့မှဖေကန်ရောက်လာပြီးတော့အလီဆာကို DNA နဲ့နှုတ်ဆက်လိုက်ပါတယ်။ တို့ပြောနေတဲ့စကားထဲမှာအယ်လီစာရဲ့အခြေအကြောင်းပါသွားမလို့အာရီယာကပြောပြဖို့ဆက်ဆူလိုက်ပါတယ်။တကယ်လည်းအယ်လီစာရေချိုးနေတဲ့သူ့ရဲ့အကြောင်းကိုပြည့်စုံစုံပြောပြနေခဲ့ပါတယ်။အယ်လီစာရဲ့အသက်ကိုမော်ဆရာကြီးကကယ်တင်ခဲ့တာကြောင့်အဲ့ဒီကကြွေသွားခဲ့တဲ့အယ်လီစာကမော်ဆရာကြီးပြီးမှပဲတစ္ဆာရှိနဲ့အသုံးတော်ခံနေခဲ့ပါတယ်။အယ်လီစာနဲ့ဘယ်စီတို့နှစ်ယောက်စလုံးကမော်ဆရာကြီးရဲ့မိန်းမတွေဖြစ်ပေမဲ့အခုတော့ချိန်နေရတော့ဂျူလီယန်တို့ကိုသတင်းလာပေးတာပဲဖြစ်ပါတယ်။အားလုံးကတေချာစနစ်ကြလေ့ကျင့်ပေးတာမလို့ချိန်တို့လေးတွင်မှာစကေးအစ်တွေကိုကျွမ်းကျင်နဲ့သုံးတက်သွားကြပါပြီ။ ဒါပေမဲ့အာရီယာတော့ခုထိတောင်ပြောလို့ရတဲ့အထိဘာမှရေရာတော့မရသေးပါဘူးအဲ့ချိန်မှာဘယ်စီကသူတို့မှအချိန်မရှိတော့လာပြီးတော့ပြောပါလေဒီလိုအချိန်လေးကမိစာလေးကောင်လေးရောက်လာပြီးဆိုတော့ခံမှန်းလို့ရနေခဲ့ပါပြီစီတွင်နဲ့တော်ဝင်စစ်တပ်ကကြိုတီရာနေရာတစ်ခုကိုထွက်ခွာသွားခဲ့ကြပါပြီပထမနေရာကအယ်ဖာတိုင်းမြေပဲဖြစ်ပါလေအဲ့ညာကိုဂျူလီယန်ကအဲလီစာကိုတောင်းဝင်ပေးချင်တာမလို့အစဉ်ပြေမပြေမေးမြန်းလိုက်ပါလေအဲလီစာလည်းသူ့ရဲ့ဇာတိဖြစ်တာမလို့ဂျူလီယန်ပြောတဲ့အစီအစဉ်ကိုလက်ခံလိုက်ပါလေ